ကတော့ရှာပေးခြင်းနဲ့အတရားတော့ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုရလေကျမတို့ကြားတဲ့တဲ့တွေချောတာတွေမှန်တယ်အများကြီးပါလေဒါကြားကြတယ်ဟုတ်လားဘလူပဲညာရဲ့လို့တော့ဟိုမပြောဘူးပေါ့เนาะဒါလည်းဟိုဒီနေ့ပြောပါပဲဟိုဒီဟိုဒီနေ့ရှိတယ်တမင်းတော့လေဘလူက ဘာလို့ဆိုရင်ရတယ်တွေ့ချင်းဟိုမိတာပြန်ကြတယ်ဘာညာဆိုရင်ဥရောအပူရောရတယ်အဲ့တော့တာမီလီယာလေးယောက်ရှိတယ်လေးယောက်ရှိတယ်ဒီဆုံးကသမန်သမီးပြီးတော့အကိုဒီဟိဝေရပြည်မှာအဲ့ဒီထဲမှာသူ့အားတဲ့သူကတော့နေပါရတယ် ဟိုဒီခေတ်မှာလေးပါတော့ဆိုတော့တိုက်တာဗာနဲ့တန်းဆိုတော့ဒုက္ခမပြင်းနေပါတော့တခုတူသူကြီးတော့ကိုယ်စပိုးလုပ်နေမှာပိုကောင်းတော့ဒါပေမဲ့သူကြီးဒုက္ခမပြင်းကြောင်းဒီမှာတော့ကျွန်းရရပါဒီခေတ်ဒီခေတ်ကမှာပြစ်စီပြန်လိုက်ပြစ်စီပြန်လည်းကြောင်းအများကြီးပဲဆိုရင်ဒီလည်းကြောင်းတဲ့မှာအပါဝုစုစုအင်ဂျင်နီပဲအဲဆိုတော့ဒီမှာတော့ပြောရအောင်ကို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 တော့အဲ့လိုမျိုးလိမ်မာတယ်လို့တော့ကျွန်တော်မသက်မထားပါဘူးကျွန်တော် နေတဲ့တလူလေးပဲနေဖြစ်တယ်။ဒါပေမဲ့တက်နိုင်တဲ့လောက်ပေါ့နော်။ဟိုတက်နိုင်တဲ့လောက်ကိုကြောက်သူများဟိုဒုက္ခမရအောင်စိတ်မဆင်းရအောင်တက်နိုင်တဲ့လောက်ဒီတတိထားပြီးတော့နေဖြစ်တယ်ပေါ့။ဒါပေမဲ့ကျွန်တော်လည်းဟိုပုရုဇဉ်လူသားဖြစ်တဲ့အပေါ်မှာဟိုတစ်ခါတလေလည်းဟိုမှားတာမျိုးလည်းဖြစ်ကျင်လည်းရှိမှာပေါ့နော်။ဟိုဆိုတော့ဟိုတက်နိုင်တဲ့လောက်တော့ဒီအပိုင်းလေးကိုတော့ကျွန်တော်ဟိုထိန်းဖြစ်တယ်ပေါ့ဒီလောက်ပါပဲ။ဟိုဟုတ်ကဲ့ရှိပါလေတမီးရဲ့ကျွန်တော်ကြောက်မှာပါ။ဟာ ဟမ်ဘာကြမ်းလာလို့လားဒါကပတ်သက်ပြီးတော့เนาะဒါပေမဲ့ဒါမှမရှိပါဘူးဒါပေမဲ့အင်္ဂါလုံးချပေးခြင်းတဲ့အတရားတော့ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတော့လေသူတို့ကြားတဲ့တဲ့တွေချောတာတွေဖန်တာတွေအများကြီးပါလေဒါကြားကြတယ်ဟုတ်လားဒါပေမဲ့ဒါပေမဲ့เนาะ ဒါပေမဲ့မမေကမပြောဘူးနော်မိဘကမပြောဘူးနော်မိဘကမပြောဘူးပြောတာနော်တီတီဘာညာရေတော့မဟုတ်ဘူးချို့ရတယ်ကလေသိတယ်လေပိတ်သက်တော်ပြတယ်မိနေကြအများကြီးရတယ်ဘာညာဒါတစ်ပိုင်းပေါ့နောက်တစ်ချက်ကလည်းအခြေအသက်ပိုင်းခြားတယ်ဖြစ်ဖြစ်ဖြစ်တယ်ဘူးလေဖြစ်တဲ့နေ့ကကြတော့ဖြစ်သဖြစ်ရတာဖြစ်ဖြစ်ဖြစ်ရပါဘောနော်အဆိုတော့ဒီနေ့တွေလည်းချို့ရတယ်ကလည်းပြောနေတာဘာညာဘာညာရှိရှိတယ်ဘောနော်အဲ့လိုရှိတယ်အဲ့ဒီပုံမှာတော့ဘုရုပဲညာရေလို့တော့ ဟိုမပြောဘူးပေါ့เนาะဒါလည်းဟိုဒီနေ့ပြောပါပဲဟိုဒီဟိုဒီနေ့ရှိတယ်ကမဲလေကမဲအင်းတော့အင်းတော့ကြားမနေကြားတော့ကြားမှာပေါ့နော်အဲ့တော့အန်ဒီယာဘေးရိတ်ကိုပြောတော့အချင်းတော့ပြောသေးဘူးပေါ့အေးဟုတ်ပါရဲ့ခုနကဟိုဒီခံစားချက်တွေရောအားလည်းသဘောတူလားဆိုလို့ရှိတယ်ကျွန်တော်ဥရောကလေဟိုကျွေးနေတာလေဟိုဒီမောဘာပြောရင်ဟိုဟိုသဘောတူတယ်ပေါ့နော်ဘိုးတို့အချင်းချင်းမပြောရရင်အကြောင်းရှိတယ်အကြောင်းဆိုဥပဒေဖိုင်ထဲကချို့ရရှိတယ်ဒါမှမဟုတ်ချို့ရတယ်ဥရော ဟိုဟိုဒါအများကြီးရှိပါပဲဒါဥဒ္ဒါတခါတည်းရှင်းသူလို့ဖြစ်သွားကောင်းဖြစ်နေတယ်ဟိုမပြောခဲ့ဘူးမပြောခဲ့ဆိုတာအမှန်ပြောဥဒ္ဒါဟိုရင်ကုန်တက်ခွေပဲနေခဲ့တော့ဟိုနေခဲ့ဆိုတာအဲ့ဒီအကြောင်းမေးလိုက်ရင်တော့အကုန်လုံးဟိုပြောရရင် surprise ဖြစ်သွားတယ်ဆိုတော့အဓိကနေသားကဥဒ္ဒါကလည်းတစ်ထိမဟုတ်ဘူးဥဒ္ဒါကလည်းအောက်ကြီးအခြေခံလာတဲ့ဘဝသမားတွေဟိုစူးစမ်းခဲ့တယ်ဒီနေ့ဒီနေ့စူးစမ်းတော့မယ်ဆိုတော့ဟိုကုသသမီးကိုလည်းပြောရင်လည်းစူးစမ်းဖို့ပဲပြောတယ် ဒါအမြဲဥလို့ဒီနေ့ချိန်ဒီဥလို့တက်ဆိုရင်ဒါ69ရက်ဝင်ပြီဥလို့ကြိုးစားတော့ကြိုးစားစေတယ်ဆိုတော့ဥလို့ကိုနိုင်ကဟိုဝင်းမဟုတ်ဘူးဘာကောင်းမဲဟိုဟိုဘာကောင်းမဲချမ်းသာတဲ့လူမဟုတ်ဘူးကြိုးစားပြီးမှဟိုတက်တော့တက်နေတယ်နေတာပဲရှိတယ်အဲ့တော့ဘဒူးကသဘောမတူဘူးဘဒူးသဘောတူဆိုမရှိဘူးအကုန်လုံးသဘောတူတယ်ဘာပြောပြအဲ့တော့အဲ့ဒီပုံမှာချိုးရတဲ့အကန်တရားကြောက်ပြေပြွားတာရှိတယ်အဲ့ဒါကနေဟိုအတော်ပြည့်မဲ့ဟိုနေဟိုသဘောတူလားဘာလားညာလား ်ဒီဆက်မေးလာမယ်နိဘယ်အဆင့်နဲ့မှမဟုတ်ဘူးသူကဘာလို့ဆိုရင်ရတယ်သူချင်းဟိုမြစ်တာညံ့ကြတယ်ဘာညာဆိုရင်ဥရောအပူရောရတယ်ဘာပြောဒီဒီနှစ်မွေးနေ့လေးရတာဒါဒီကိုအရင်ပြော ပို့လေကျွန်တော်တော့ဘယ်လိုပြောရမလဲပြီးတော့မှပဲဟလာပစ္စည်းဖြည့်ပြီလေနော်ဒီကတော့လာဒီမွေးနေ့မှာတော့ပျော်စရာပွဲရတယ်လာအောင်ပါဘောမင်္ဂလာပျော်စရာပွဲတွေရတာအများကြီးပဲမနေ့ကဆိုလဲကျွန်တော်ပျော်ပါပျော်စရာပွဲတက်တယ်ကျွန်တော်ကရှိရမှာဆိုတော့ဒီနေ့ပြည့်ရရခုနကပဲစားပါတော့ကျင်းနဲ့လားဆိုတော့ဟိုကျင်းညက်တယ်ဗောကျင်းညက်တယ်ဟိုတင်းဖြစ်တယ်ဗောဘာကောင်းမယ်ဟိုပီတိဖြစ်တယ်ဗောနော် ဆိုတော့သူတို့ချင်းပြန်ထိုင်ပြတယ်ဟိုဘာဘယ်အကုန်လုံးသူ့အတက်သူ့ကိုလည်းဖြစ်တယ်ဆိုတော့ကကိုတင်းဖြစ်တော့လို့အကောင်းဆုံးညီဒါကတော့တတ်တတ်ပြီးတော့ရတယ်တော့လေဆိုတော့အဲ့မျိုးကြီးရှိတယ်ဟိုလည်းဖြစ်ပါမယ်ဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲဟိုပေါ့အာကျွန်တော်ကိုယ်တိုင်ကလေဟလာအားလုံးကိုကျွန်တော်အတိပေးမယ်ဆိုတော့စိတ်ကူဆန္ဒလေးရှိလာပြီဆိုတော့ ਨੇ ကျွန်တော်အားလုံးကိုကျွန်တော်အတိပေးမှာပါပြောပြမှာပါဟုတ်ဟုတ်ဟုတ်ဆမ်ရိုက်တော့ဖြစ်သွားမှာပေါ့နော်ကျွန်တော်လည်း ဲ့ဘောမမှန်တာဘောမှန်တာဘောဟုတ်တယ်အဲဟုတ်ဒီစီဘောဒီစီဘောဒီစီဘောအဲကျွန်တော်ကတော့လေဘာပြောဟိုဟိုဘယ်လိုပြောအမြဲတမ်းကျွန်တော်စိတ်ချမ်းသာပါတယ်ဟိုဘယ်လိုပြောအောင်လဲဟိုမိဘကလည်းကျွန်တော်အမြဲတမ်းစိတ်ချမ်းသာအောင်ပဲထားတယ်ဒါပြီးတော့ကျွန်တော်လည်းတတ်နိုင်သလောက်ပေါ့နော်အခုခုခုအမြဲတမ်းပျော်ရွှင်အောင်စိတ်ချမ်းသာအောင်ပဲနေဖြစ်ပါတယ်ဟုတ်ပါဟုတ်တယ်သူကသူကအမြဲတမ်းစိတ်ချမ်းသာဘာသူကနေအေးတယ်ညကျတော့ဥရောကတော့ဘေးကနေ ကဲကျွန်တော်အားလုံးအမြဲပြောတာ။သူကအေးအရင်အေးချမ်းတယ်။အရင်အေးချမ်းအေးချမ်းတဲ့ပုံမှာသူကတော့အေးချမ်းတဲ့လူပဲသိချမ်းသာတယ်ပေါ့။အချွေးမလေးပေါ့ပြီးတော့ကြည့်လို့။အဲ့ဒါတော့ပြောမှဖြစ်တယ်ဦးလေ။ဟုတ်ကဲ့လာတော့ဖြစ်လာချိန်မှာပြောပြပြစ်တော့ချိန်ပြီးမှာတော့နော်ကြာပါတော့အဲဟုတ်ကဲ့ပါကျွန်တော်တို့မိသားစုပေါ့နော်ဟိုချက်ခင်ကြားတယ် သူများအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ပရိသတ်များအားလုံးလည်းအမြဲတမ်းကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းပေးချင်ပါတယ်။ပြီးတော့ဒီအင်တာဗျူးကိုလည်းအဲဘောစားပါတော့။အော်ချစ်တဲ့မျက်စိနဲ့ပဲကြည့်ပေးကြပါလို့ကျွန်တော်တို့ပြောတဲ့နေရာမှာလည်းအကယ်၍လိုအပ်ချက်တွေအာရှိတယ်အားနည်းချက်တွေရှိသွားတာဆိုလို့ရှိတယ်အားလုံးပါလည်းနားလည်ပေးကြပါလို့ပြောချင်ပါတယ်ကြာ။ဘာမသာပြိတ္တနဲ့ပတ်သက်ပြီးမှသာပြိတ္တကိုဟိုကတော့အပြေတမ်း လေးစားတယ်ဟိုချစ်ခင်တယ်နော်အော်လိုဖြစ်တော့ဗောနော်အဲ့တော့ဒီနေ့ချိန်ကမှာပိတ်တဲ့ကောင်လုံးနဲ့ဟာလာဟိုဒီစိတ်ဟိုစိတ်ချမ်းသာခြင်းကိုရေးချမ်းမှခြင်းအကောင်လုံးဘေးဥတီရမကပဲနဲ့အကောင်လုံးအေးချမ်းနဲ့ဟိုဘွားကိုဟိုဖြတ်သန်းနေမှာဒီလိုဆီတော်ဖို့ဗျာ